မင်္ဂလာပါခမရတို့ဒီနေ့ကျွန်တော်တို့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးအရင်အရေးကြီးတဲ့အတွေ့အခေါ်တစ်ခုကိုဆွေးနွေးမယ်ကျွန်တော်တို့အများစုကမှားနေတဲ့အရာတစ်ခုကိုပေါ့ကျွန်တော်မေးပါရစေခမရတို့ကိုယ့်ကိုယ်ကိုဘာလို့ထင်ပါသလဲဝန်ထမ်းတူလားတင်းရဲ့အလုရှင်ကိုလှုပ်အားပေးနေတဲ့ဝန်ထမ်းတယောက်လားအဖြေကမှားပါတယ်တင်းဒီဝန်ထမ်းတူမဟုတ်ပါဘူး ်တင်သည့်အမှတ်တစိတ်စီမံခန့်ခွဲသူ brand manager ဖြစ်ပါတယ်ဒီ yoshin နဲ့ shoot up ပြောင်းလဲမှုဟာ master the brand called you စာအုပ်ရဲ့အဓိကအနှစ်သာရပဲကျွန်တော်တို့အချင်းတတော်အောင်ဘာကိုယုံကြည်ခဲ့ကြလဲကျူးစားမှုနဲ့အရေးအချင်းကောင်းရင် အောင်မြင်မှုအတိမတ်မှု ဝင်ငွေကောင်းတွေဟာ သူ့ဘာသာသူ ရောက်လာလိမ့်မယ်လို့ထင်ခဲ့ကြတယ် အမှန်တရားကတော့မဟုတ်ပါဘူးလုပ်ငန်းကွင်ထဲကတင်ညာရှင်တိုင်းမှာကိုပိုင်အမှတ်တစိုက်တစ်ခုစီရှိနေပြီးသားပါအဲ့ဒါကဘာလဲလူတွေကတင်းအပေါ်ထားရှိတဲ့အမြင်တွေအတွေးတွေနဲ့ခံစားချက်တွေပဲဒီနေ့ကျွန်တော်တို့ဒီစနစ်ကိုအသုံးပြုပြီးတင်းရဲ့အတက်မွေးဝမ်းကြောင်းကိုကံကြမ္မာအတိုင်းလွတ်ထားတာကနေရက်တန်းပြီး Apple ဒါမှမဟုတ် Pantene လို့ Corporation ကြီးတယ်လို့မဟာဗျူဟာကြဘလို့စီမံခန့်ကွဲမလဲဆိုတာကိုလေ့လာကြမယ်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတင့်ရဲ့တင်ကို လုပ်ငန်းခွင်ဈေးကွက်မှာတန်ဖိုးမြင့်မားတဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ U အဖြစ်တော့ပြောင်းလဲဖို့ပါပဲအပိုင်းတစ်ချက်အဓိကသဘောတရားဘာလို့ခေါင်း short ရည်နဲ့တူတာလဲကိုပိုင်းအမှတ်တစ်စစ်တိဆောက်ခြင်းရဲ့အခြေခံဟာရိုးရှင်းလေဒါပေမဲ့ကျွန်တော်တို့မကြာခဏလစ်ရှူမိလဲ အဲ့ဒါကဘာလဲဆိုတော့တင့်အသက်မွေးဝမ်းကြောင်းကိုဈေးကွက်စည်းမြင့်တွေကအုတ်ချုပ်နေတာပဲရှင်းရှင်းပြောရရင်လုပ်ငန်းမှာပုံမိုရရှိလို့ပုံမိုလုတ်ကင်လို့ပုံမိုထစ်လာစေလို့ရဆိုရင်ငွန်တဲအနေနဲ့တွေးတာကိုရက်လိုက်ပါအစ်စ်မြင့်ထုတ်ကုန်တစ်ခုအနေနဲ့စတင်လှုပ်ဆောင်ပါမူလအဖတ်တစ်စစ်ဥပမာ အောက်ဆုံးစဉ်ကခေါင်းလျှော်ရည်ပညာရှင်တကိုင်းမှာ အမှတ်တစ်စစ်ရှိတယ်ဆိုတာမှတ်ထားပါအဲ့ဒါကိုသင်ဖန်တီးရှာမလို့ပါဘူး စီမံခန့်ခွဲဖို့မယ်လို့တယ်။အကေ၍တင်ကကိုကိုကိုတမင်တကာတက်ပြဲမှာဈေးကွက်မတည်ဘူးဆိုရင်တင့်လက်ရှိအမှတ်တစ်စက်ဟာဘာဖြစ်နေမလဲ။အောက်ဆုံးစင်ပေါ်ကရိုးရိုးရှင်းရှင်းခေါင်းလျှော်ရည်တမျိုးလိုဖြစ်နေမယ်။ဘာအရသာလဲ။ဘာအချိုးကျေးဇူးလဲဆိုတာဘသူမှတေချာမသိဘူး။ဒါဟာတတိမမိသွားတဲ့အပြုတ်မှုတွေမတော်တဆအထင်မြင်တွေရဲ့ပေါင်းစပ်မှုပဲ။ သင်ထိန်းချုပ်မှုမလုပ်တာအခါသင်လူဖို့ကံပတ်ဒီကကိုပိုင်ကောက်ချက်တွေဆွဲကြတယ်။သင်ရဲ့အမှတ်တစေထားသင်ရဲ့အញ្ញံဆုံးအချိန်နဲ့အတိတ်ပဲဖွင့်ဆိုခံရဖို့လွယ်တယ်။အဓိကပြောချင်တာကတော့ဒီရိုးရိုးခေါင်းလျှော်ရေးဘူးလင်းကနေဈေးလုံးအမြင့်ဆုံးနဲ့ရောင်းချနိုင်မဲ့တိကျသေးကြစွာသတ်မှတ်ထားတဲ့ထုတ်ကုန်တစ်ခုဖြစ်ပြောင်းရွှေ့ဖို့ပါ။ခေါင်းဆောင်မှုဆိုင်ရာအမှတ်တစေကိုသတ်မှတ်ခြင်းကိုပိုင်အမှတ်တစေဆိုတာကြွားဝါဖို့မဟုတ်ဘူး။ မဟာဗျူဟာမြောက်ရှင်းလင်းပြသမှုအတွက်ပဲခေါင်းဆောင်မှုဆိုင်ရာအမတ်တစေရဲ့အသေးပဲဖွင့်ဆိုချက်ကိုကြည့်ပါအခြားခေါင်းဆောင်တွေနဲ့ရှင်းလိုက်ခဲ့ခါတင့်ဟာခေါင်းဆောင်တူအနေနဲ့လူတွေကဘလို့ရှုမြင်စီလို့တွေးစီလို့ခန်းစားစီလို့ဆိုလေဒီထဲမှာအချက်သုံးချက်ရှိတယ်အမြင်သည်အမှန်တရားယုတ်တိနဲ့စိတ်ခန်းစားမှုနှိုင်းရှင်ချက်တူပဲဖြစ်တယ်တခုချင်းစီကြည့်လို့ရအောင်တင့်အမြင်သည်အမှန်တရားပါတင့်ရဲ့အသက်မွေးဝမ်းကြောင်းအောင်မြင်မှုဟာ သင်ကိုကိုကိုဘလို့ထင်လဲဆိုတာတဲ့သူများတွေကသင်ကိုဘလို့မြင်လဲဆိုတာနဲ့ဆုံးဖြတ်တယ်။သင်ကိုကိုကိုစိတ်ကူးကောင်းသူလို့ထင်ပေမဲ့အဖွဲကအမြဲတမ်းနောက်ကျသူလို့မြင်ရင်စိတ်မချရသူဆိုတဲ့အမြင်ကအမြဲတမ်းအနိုင်ရမယ်။နှိယူတီနဲ့စိတ်ခံစားမှုခိုင်မာတဲ့အမတ်တစေဟာဥနောက်ရောနှလုံးသားကိုပါဆွဲဆောင်ရမယ်။သူတို့ကသင်ကို အရေးချင်းရှိတယ်လို့တွေးရမယ်။ တချိန်တည်းမှာယုံကြည်စိတ်ချရတယ်လို့ခံစားရမယ်။စွိုင်းရီ confidence နဲ့စိတ်ညင်တမှု composure နှမျိုးလုံးကို ပေးစွမ်းပါ။တောင်းနိုင်ရှင်ချက်အမတ်တစိတ်တိဆောက်တာက ရှင်ပြိုင်မှုပဲ။တင့်တန်ဖို့ကို အမြဲတမ်းအခြားရွေးချယ်စရာတွေနဲ့နှိုင်းရှင်ပြီးဆုံးဖြတ်တာကိုတတိယပါ။လက်တွေ့အတုံးချနီးပါဝင်ပစ္စည်းမယောင်းနဲ့အတွေ့အကြုံရောင်းပါ။ ။တင့်ရဲ့အတွေ့အခေါ်ကိုပြောင်းပါပါဝင်ဖစီညာ job duty ကိုစဉ်ရင်ဖြူစုနေတာကိုရပ်ပြီးစုစုပေါင်းအတွေ့အကြုံကို အမြဲတမ်းပေးစွမ်းဖို့လုပ်ပါ။ Starbucks ဥပမာကိုကြည့်။ဖောက်တဲကကော်ဖီဈေးအတွက်ပဲပေးတာမဟုတ်ဘူး။ပုံမှန်ကိုက်ညီမှုရှိတဲ့စိတ်ချရတဲ့နေ့ရက်တိုင်းကိုအကောင်းဆုံးစတင်နိုင်တဲ့ Starbucks ရဲ့ထူးချွန်တဲ့အတွေ့အကြုံတွေကပေးတာခင်ဗျားတို့ရဲ့အလုပ်ကောင်းစဉ်က ပါဝင်ပစ္စည်းကိုတတ်မှတ်တယ် တစ်အမှတ်တစေကအတွေ့အကြုံကိုဆုံးဖြတ်တယ်။စီမံကိန်းမန်နေဂျာရဲ့ပါဝင်ပစ္စည်းကဘတ်ဂျက်နဲ့အချိန်ကြာစီမံခန့်ခွဲတာပဲ။သူတို့ရဲ့အစင်းငင်အတွေ့အကြုံ premium experience ကဘာဖြစ်နိုင်လဲ။စိတ်ငင်တက်စီတော့ဩဇာထင်နိုင်တယ်။အချက်တိုင်းမှာတော့ဘာမှမမှမဟုတ်ဘူးဆိုတဲ့အာမခံချက်ရှိတဲ့ခံစားချက် အခုပဲကိုကိုကို မေးကြည့်ပါ။အဓိကဖောက်တယ်ဒါမှမဟုတ် manager တူကကျွန်တော်ကို တနေကုံဆောင်ကြည့်ရင်သူတို့ဘယ်လိုစူးစူးပေါင်းအတွေ့အကြုံကိုရရှိသွားမလဲဒါဟာပုံမှန်ကြိုက်နေမှုရှိသလားကြိုတင်ပင်ဆယ်မှုရှိသလားတိကျတေချာမှုရှိသလားဒီအချက်ကို ရှာပြီးအဲ့ဒီအစင်မြန်တန်ဖိုးပရီမီယံဗဲလူးကိုပဲအမြဲတမ်းပေးစွမ်းဖို့တေချာပါစေအပိုင်းနဲ့တင်းဤယူအမတ်တစေကတရာဖော်မြူလာသုံးချက်ကောင်းပြီအခုအခြေခံကိုနားလည်သွားပြီ Sauvier adika anetara thite 30 ba sanik ko twa me ဒီစနစ်ကတစ်လျက်တင်ကိုမဟာဖြူအမြောက် UTM အမတ်တဆိတ်အဖရစ်တို့ပြောင်းလဲပေးလိမ့်မယ်အစင်တကသတ်မှတ်ခြင်းသတ်မှတ်ချက်အနေထားသတ်မှတ်ခြင်းပထမဆုံးအခြေခံကိုတိဆောက်ရမယ်ဒါက corporate brand manager တွေတုံးနေအမတ်တဆိတ်အနေထားသတ်မှတ်ချက် brand positioning statement ဖန်တီးတဲ့လုံငန်းစဉ်ပဲဒါဟာတင်းရလူဝတ်တန်အင်းမြောင်ဖိလိမ့်မယ်ဒီအဲမှာ မေကွန်6ခုဖြစ်ရမယ်တဲ့ပရိတ်သတ် audience တင်းမီဒူကိုလွှမ်းမိုးလို့တနည်း အမတ်တစိတ်တစ်ခုဟာလူတိုင်းကိုကျေနပ်အောင်မလုပ်နိုင်ဘူး။လုံရင်ဖြော့တော့ပြီးမိပြောက်လွဲလိမ့်မယ်။ပထမဆုံးအဆင့်ကတင့်ရဲ့အာယုံစူးဆိုင်မှုကိုမဟာဗျူဟာကျကျင်းမြောင်းစေဖို့ပဲ။အခုအချိန်မှာတင့်ရဲ့အောင်မြင်မှုအတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်ချသူ၅ဦးကဘသူတွေလဲ။တင်းထက်လူကြီးလား။ဩဇာကြီးတဲ့လုတ်ဖော်ကိုင်းပါလား။သူတို့ကိုလူဦးရေနဲ့စိတ်ဓာတ်နဲ့အပြုအမူနဲ့သုံးဘတ်မင်ရှူတော့ 3D view နဲ့ခွဲခြားစိတ်ပါပါ။ ဥပမာတင်းရဲ့အထက်လူကြီးကအသေးစိတ်ထက်ခြုံငုံသုံးသက်ချက်ကိုဦးစားပေးသူဆိုရင်တင်းရဲ့ဆက်သွယ်မှုဟာမဟာဗျူဟာနဲ့အရလတ်တွေအကြောင်းပြောရမယ်။နှစ်လိုအပ်ချက် need တင်းဤသည့်ပြဿနာကိုဖြေရှင်းပေးတဲ့နည်းတင်းအမတ်သစိတ်ဟာအရေးပါမှုရှိရမယ်။သူတို့အတွက်နာကျင်တဲ့ကွက်လက်ကိုဖြည့်ပေးရမယ်။လိုအပ်ချက်နှမျိုးရှိတယ်။တစ်ခုကလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလိုအပ်ချက်လက်တွေ့ကျရဲ့ဝန်ဆောင်မှုကျွန်တော်စီမံကိန်းတွေကိုအချိန်ကြီးပို့ဖို့တယ်။နောက်တစ်ခုကစိတ်ခံစားမှုဆိုင်ရာလိုအပ်ချက် တင်ပေးစွမ်းတဲ့ခံစားချက်ကျွန်တော်သူတို့ကိုစိတ်ငြိမ်သက်ခြင်းကိုပေးတယ်ဗါလဲဒီညခုလုံးပေးစွမ်းနေတာက premium brand ကိုဖန်တီးတာပါတင်အမှတ်တစိအချင်းချုပ်ကိုဒီလိုစပါကျွန်တော်ဟာကျွန်တော်ရဲ့ပရိသတ်ကိုလုပ်ငန်းဆောင်ရွက်မှုလွဲချက်ကိုရရှိအောင်ကူညီပေးတဲ့အတူတူစိတ်ခံစားမှုလွဲချက်ကိုခံစားရစေတယ်ဆိုပြီးတော့ brand တစိကိုဗါလဲဒီကေဖီအားပေးပြီးတော့ဆွေးယူပါတော့နိုင်ရှင်ချက် comparison အခြားရွေးချယ်စရာများကမတူနဲ့တင်းရဲ့ပြန်ဆိုင်မှုကမတူ၄လဲ တင်းအလို့ကိုအလိုလျောက်လောက်ပေးနိုင်တဲ့ AI စနစ်လားအဓိကကဘာလဲဆိုတော့တင်းလက်ရှိရာဒူးကိုကြော်လွန်ပြီးပြန်ဆိုင်မှုနယ်ပါတဲ့ထူးခြားတဲ့အမျိုးအစားတစ်ခုကိုတတ်မှတ်ဖို့ပဲတင်းကိုတင်း Senior Manager ဖြစ်မတတ်မှတ်ပဲ Go to Strategies for Emerging Markets လို့မျိုးလိုချင်သော ကိုယ်ပိုင်လက္ခဏာကိုတတ်မှတ်ပါဒါဆိုခင်ဗျားတို့ကကိုယ်ပိုင်နေမီတစ်ခုကို ပိုင်ဆိုင်လိုက်ပါပြီနှိုင်းချင်မှုကခင်ဗျားတို့ဘက်ကိုအားသာသွားပါပြီလေထူးခြားသော အားသာချက်များတင်း ဘာကိုပိုင်ဆိုင်သနည်းဘောဘောကဘေးကမ်းရေးကိုပိုင်ဆိုင်သလိုခမရတို့ရဲ့အမတ်တစိတ်ကတင်းသာပေးဆွမ်းနေတဲ့ကတိတစ်ခုဒါမှမဟုတ်နှစ်ခုကိုရွေးရမယ်ဒါက feature မဟုတ်ဘူး benefit အကျိုးကျေးဇူးဖြစ်ရမယ်စစ်ဆေးချက်နှစ်ခုအောင်မြင်ရမယ်ပထမတစ်ခုကထူးခြားမှု အခြားသူတွေမတောင်းဆိုနိုင်တဲ့အရာလားဒုတိယတစ်ခု အရေးပါမှု temperature ရဲ့လိုအပ်ချက်ကိုတိုက်ရိုက်ဖြည့်ဆည်းပေးလားလာအကြောင်းပြချက်များ reasons why တိတ္တတွေကပါတယ်တက်တွေမရှိခဲ့တောင်းဆိုမှုဟာစူညံတံပဲသင်ရဲ့အာသာချက်တွေကတောင်းဆိုချက်တွေပါသင်ရဲ့အကြောင်းပြချက်တွေကအဲ့ဒီတောင်းဆိုချက်တွေအမှန်တကယ်ဖြစ်ကြောင်းတက်တွေပြတဲ့အချက်တွေပဲတက်တွေရဲ့မန်တိုင်းကြီးတုံးခုရှိတယ်အတွေ့အကြုံအရေအတွက်နဲ့တိုက်တာနိုင်တဲ့ရလက်တွေအယောင်း55%တိုးလာတယ်ပညာဘွဲ့တွေလက်မှတ်တွေထောက်ခံချက် စုတွေလူများရှိအတိမတ်ပြူးတွေနီးရိုင်မှတက်တေပြမနိုင်ပဲအားတာချက်ကိုဘယ်တော့မှမပြောနဲ့6အမတ်တန်စိတ်စရိုက်လက္ခဏာ brand character တဲ့ရဲ့ကိုကြီးကိုသွေးကဘာလဲဒါကတစ်အမတ်တန်စိတ်ရဲ့ခံစားချက်အစိတ်အပိုင်းပဲတင်းနဲ့အတူအလုံးလုံးချင်းရဲ့စိတ်ခံစားချက်ဆိုင်ရာအတွေ့အကြုံကိုဘလူနာမဝိတေသနာတွေကပေါ်ပြမလဲအာယုံစူးစိုက်တော့အကောင်အထည်ပေါ်တူလား ရဲညင်သောအမြင်ရှိသူလားစိတ်ညင်သောကြွမ်းကျင်သူလားတတိထားရမှာကကိုယ့်လိုက်မှုပဲရဲညင်သောအမြင်ရှိသူဖြစ်ပေမဲ့အီးမေးလ်တွေမှာကျွန်တော်တောင်းဆိုခြင်းယုံလဲပါလို့မျိုးမရေရာဘာသာစကားကိုတုံးရင်ဒီမကိုယ့်လိုက်မှုကတိအမတ်တန်စိတ်ကိုလင်းရင်စွာထိခိုက်စေတယ်6အမတ်တန်စိတ်စရိုက်လက္ခဏာ brand character တင့်ရဲ့ကိုကြီးကိုသွေးကဘာလဲဒါကတိအမတ်တန်စိတ်ရဲ့ခံစားချက်အစိတ်အပိုင်းပဲ ။တင်းနဲ့အတူအလုံးလုတ်ချင်းရဲ့စိတ်ခံစားချက်ဆိုင်ရာအတွေ့အကြုံကိုဘလူနာမဝိတေသနာတွေကပေါ်ပြမလဲ။အာယုံစူးစိုက်တော့အကောင့်အသေးပေါ်သူလား။ရဲရင်တော့အမြင်ရှိသူလား။စိတ်ညင်တော့ကြွန့်ကျင်သူလား။တတိထားရမှာကကိုယ့်လိုက်မှုပဲ။ရဲရင်တော့အမြင်ရှိသူဖြစ်ပေမဲ့အီးမေးလ်တွေမှာကျွန်တော်တောင်းဆိုခြင်းယူလဲပါလို့မျိုးမရေရာဘာသာစကားကိုတုံးရင်ဒီမကွိလိုက်မှုကတိအမတ်တန်စိတ်ကိုလင်းရင်စွာထိခိုက်စေတယ် အစ်စ်နှင့်ဆက်သွယ်ခြင်းဈေးကွက်တင်ခြင်းအစီအစဉ်အမတ်တန်စီကိုတတ်မှတ်တာက20ရာခိုင်နှုန်းပဲကျန်80ရာခိုင်နှုန်းကပုံမှန်ကဲ့ညီတဲ့ဆက်သွယ်မှုနေ့စဉ်ဈေးကွက်တင်ခြင်းပဲကျွန်တော်တို့ရဲ့အမတ်တန်စီကိုအကဲထက်ခံရစေတဲ့အဓိကလှုပ်ရှားမှု၅ခုကိုကြည့်ရအောင်၁။လှုပ်ရက်များမြင်တာတော့အပြုတ်မှုများတင်းရဲ့လှုပ်ရက်တွေကတင်းရဲ့အမတ်တန်စီရဲ့မြင်တာဆုံးဆက်သွယ်ပြောဆိုသူပဲအသေးအမွှားဆုံးအပြုတ်မှုတိုင်းကသတင်းစကားပေးဖို့တယ် အချိန်မှန်တာကစိတ်ကြရမှုကိုဆက်သွယ်တယ်အခက်ခဲဆုံးအလုပ်တွေကိုဦးစားပေးတာကစည်းကဲနဲ့စွားရည်အပေါ်ယုံကြည်မှုကိုဆက်သွယ်တယ်နှစ်တုံ့ပြန်မှုများ reactions ဖိအားအောက်မှအပြုတ်အမှု အချက်အတဲမှာသင်ဘလို့တုံ့ပြန်လဲဒါကတင့်အမတ်တဆေးရဲ့ဂုံတိတ်ခါကို အဆုံးဖြတ်ပေးတယ်အလိုလျောက်အစိုးမိအတွေးတွေ ENTS ကိုတည်လာဒါပေမဲ့ငါအပစ်တင်ခံရတော့မယ်လို့မျိုး ဒီ ANDS တွေကိုစွမ်းဆောင်ရည်မိအတင်တို့အတွေးများ PETS အဖြစ်ပြောင်းလဲပေးရမယ်။နောက်တစ်ကြိမ်ဖီအားတစ်ခုခုရောက်လာရင်၁၀စက္ကန့်ရပ်နားပါ။အဲ့ဒီ၁၀စက္ကန့်ကို ANDS ကို PETS အဖြစ်ပြောင်းလဲဖို့သုံးလိုက်ပါ။စိတ်ငင်သောအာနာပိုင်ထစ်ချောင်းပြတာဖို့စိတ်အေးဟေးထားပြီးမိခွန်းဒီမေးပါ။၃အတွင်အပြင်တင်အမတ်တစေကြီးထုတ်ပူမှု ပထမဆုံးအထင်မြင်ကအရေးကြီးတယ်။နီးရမာကဘာလဲ။တဲ့လက်ရှိရာဒူးတမဟုတ်ပဲ တင်လို့ခြင်းသောရာထူးအတွက်ဝက်စားစင်နေမှာကိုရီးကိုတာပုံမှန်တရန်အလုတ်ပတ်ဝန်းကျင်ဒီဂျစ်တယ်အသွင်ပြင်ဒီသုံးခုလုံးစနစ်တကျရှိရမယ်ရှုပ်ပွားနေတဲ့စပွဲကပေါ်ဆမှုကိုပြတာတယ်လေးအတန်တင်ပြောတဲ့အရာနဲ့တင်ပြောဆိုပုံအလွန်ကောင်းတဲ့စိတ်ကူးတစ်ခုဟာစိတ်လှုပ်ရှားစွာပြောဆိုတာကြောင့်ဓမ္မမဟုတ်အားနည်းနဲ့ဘာသာကြောင့်ပျက်စီးနိုင်တယ်ဒီလျှောက်ပဲမတိကျပြတ်သားပြီးယုံကြည်မှုရှိပါငါအတွင်းမြ thoughts အတွဲအမှတ်တဆိတ်မောင်းနေအာဒါကအရေးကြီးဆုံးပဲတင်ကိုကိုကို အမှန်တကယ်တဲ့ဘာယုံကြည်လဲဆိုတာတင်ရဲ့အပြန်ပန်းအပြုတ်အမူအားလုံးမှာပေါ်လွင်လာလိမ့်မယ်ကိုကိုကိုအယောင်ဆောင်လို့အတွင်းစိတ်ကယုံကြည်နေတဲ့ခေါင်းဆောင်တူဟာအပြန်ပန်းမှာစိတ်လှုပ်ရှားမှုလက္ခဏာတွေကိုတင်မွေးစွာပြသနေလိမ့်မယ်တင်ဖန်တီးထားတဲ့ UTM ကို အပြည့်အဝယုံကြည်ရမယ် အမတ်တစိတ်အတီးပြုချက်ကို နေ့စဉ်အလေးအကျင့်လွတ်ပါတင့်ရဲ့အတွဲမိုင်းစကားပြောဆိုချက်ဟာတင့်အမတ်တစိတ်ရဲ့တစ္ဆာအရှိဆုံးအားပေးသူဖြစ်ရမယ်အစဉ်သုံးထိခိုက်ပျက်စီးခြင်းကိုရှောင်ရှားခြင်းနောက်ဆုံးအစဉ်ကကာကွယ်ခြင်းဖြစ်တယ်တင်အောင်မြင်မှုကိုထိခိုက်စေနိုင်တဲ့မကိုက်ညီမှုတွေကိုရှောင်ရှားခြင်းပဲဒါတွေကိုခေါင်းဆောင်လူဆိုင်ရာကိုယ်ပိုင်မှတ်တမ်းရှိဖြစ်စည်းသူများလို့ခေါ်တယ် brand busters လို့ခေါ်တယ် ယုံကြည်စိတ်ချရမှုကိုဖျက်ဆီးမှုအ мян ဆုံးနည်းလမ်းကမကင်ငီမှု inconsistency ပဲတင်အမှတ်တမ်းစစ်ကစိတ်ငြိမ်စေတော့ဩဇာခက်ပေမင်းတင်မကြာခဏစနစ်မရှိရင်အဲ့ဒီစနစ်မရှိမှုကရှုံထွေးမှုဆိုတဲ့ buster ပဲအနုကလက္ခဏာဆောင်တဲ့ buster ရဲ့တည်င်းစကားကတင်ရဲ့အပြုတ်တဘောဆောင်တဲ့တတ်မှတ်ချက်ကိုအငြဲတန်းကြော်လွားသွားမယ်ဥပမာချီရောလောပြည့်များ buster ညံ့နပိုင်အထိအငြဲတန်းအလုံးလုံးနေတာဒါကနေနမိတ်တတ်မှတ်မှုအားနေခြင်း ထိုက်လန့်ခြင်းကိုပြတာတယ်။တုံးပြမှုဘတ်စတာဖြင်းသမားကခုမှသူများကိုအဖြစ်ပုံချလာ။ခေါင်းဆောင်ဒီဟာရလက်ကိုပိုင်ဆိုင်တယ်။တာဝန်ယူမှုကိမဲလာကိုပြတာတယ်။အတန်ဘတ်စတာအီးမေးလ်မှာတောင်းပန်စကားအလွန်အယွန်တုံးတာ။ဒါကယုံကြည်ခြင်းကိမဲ့ခြင်းကိုပြတာတယ်။ဒီဘတ်စတာလေးကိုဘလို့ပြင်မလဲ။အပြင်မဲ့အပြုမှုဒိုင်းဟာအတွင်းပိုင်းက thought buster ကန့်တထားတဲ့ယုံကြည်ချက်မှာအမြင့်တွယ်နေတာကိုသတိရပါ။ တောင်းပန်တာမြောက်တဲ့ဘတ်စတာကိုပြင်ဖို့အရင်ခံဖြစ်တဲ့ငါရဲ့ရှိနေခြင်းတာအနှောင့်အယှက်ပဲဆိုတဲ့အတွေးကိုပြင်ရမယ်အတွေးမဲ့အတွေးကိုပြင်မှာအပြင်မဲ့အပြုမှုကိုအပြီးပိုင်ဖယ်ရှားပါနိဂုံစင်ဆက်မပြတ်အမတ်တစိတ်ပြောင်းလဲမှုလန်ကြောင်းကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့ UTSU အမတ်တစိတ်ကိုတိဆောက်တာဟာတခါတည်းလောက်ပြီးသိမ်းဆည်းလိုက်ရမယ့်စီမံကိန်းမဟုတ်ပါဘူးဒါဟာစင်ဆက်မပြတ်ပြောင်းလဲတိုးတက်နေတဲ့လုပ်ငန်းစဉ်တစ်ခုပါအောင်မြင်တဲ့ကုမ္ပဏီတွေဟာဈေးကွက်ပြိုင်ဆိုင်မှုနဲ့ ခေရစည်းကြောင်းတွေကိုအမြဲစောင့်ကြည့်နေတယ်လို့တင်ဟာလဲတင်းရဲ့အသက်မွေးဝမ်းကြောင်းသက်ရှောင်လုံးအဲ့ဒီလိုလှုပ်ဆောင်ရမယ်ဒီမဟာပြုအမြောက်လုပ်ငန်းစဉ်ကိုကတိပြုခြင်းထေတင်ဟာတင်းရဲ့အသက်မွေးဝမ်းကြောင်းမှာပတ်စစ်ပါဝင်ခြင်းခချင်းကနေရပ်တန့်ပြီးတင်းကံကြမ္မာကိုတက်ကြွစွာစီမံခန့်ခွဲသူအဖြစ်တော်ပြောင်းလဲသွားမယ်အဆုံးဆုံးဆုလာပါကဘာလဲဝင်းဝေးတိုးတာယာရုတိုးတာသာတင်းရဲ့ professional အောင်မြင်မှုဟာရည်ရွယ်ချက်ရှိရှိမဟာပြူအမြောက်အစီအစဉ်တစ်ခုနဲ့မောင်းနေနေတယ်ဆိုရယ်အာမခံချက်ပဲ ဒါမှအသင်ရဲ့အလားအဝါကိုအမြင့်ဆုံးမြင့်တင်ပြီးအလွတ်ခွင်မှာအမှန်တကယ်ပုံမရရှိပုံမလွတ်ကင်ပုံမထွက်လာစေမယ်။ယနေ့ပဲစတင်ပါ။သင်အစစ်မြင့်တန်ဖိုးကိုတတ်မှတ်ပါ။မူလအရာသာကိုစွန့်လွှတ်ပါ။သင်အရေးအကြီးဆုံးအမှတ်တရစီအဖြစ်သော UTM ကိုစီမံခန့်ခွဲပါတော့။ကျေးဇူးတင်ပါတယ်။ Master the brand call you a niche အဒီကိုပိုင် အမှတ်တန်စေဤအတိကသဘောတရားများသင်သည်အမှတ်တန်စေစီမံခန့်ခွဲသူဖြစ်သည် သင်ကိုယ်တိုင်သည်ကုမ္ပဏီကြီးများကဲ့သို့မဟာဗျူဟာမြောက်ရှင်းလင်းပြသမှုဖြင့်စီမံခန့်ခွဲရမည်အမှတ်တံဆေးတစ်ခုဖြစ်သည်စူးစမ်းမှုနှင့်အရေးချင်းသမကအမြင်ကိုပါထိန်းချုပ်ပါအမှတ်တံဆေးသည်အမြင်ဖြစ်သည်ကိုပိုင်အမှတ်တံဆေးဟူသည်တင့်အပေါ်လူအများကထားရှိသည့်အမြင်များအတွေးများနှင့်ခန်းစားချက်များပင်ဖြစ်သည်တင်း personal brand ပုံရိပ်သည်တင်စွမ်းအေအပေါ်တင်ယုံတီချက်ထအခြားသူများကတင့်အာမြင်တော့မြင်သည့်ဖြင့်ဆုံးဖြတ်သည် တာမန်အမှတ်တံစိတ်ပုံမြင်မဖြစ်ပါနဲ့တင်ကိုယ်တိုင်ကိုတမတရားထူးထူးခြားခြားတတ်မှတ်ထားခြင်းမျိုးမရှိပါကတင်လက်ရှိအမှတ်တံစိတ်သည်တာမန်အပြုတ်အမှုများဤပေါင်းစပေါင်းသားဖြစ်သည်၎င်းကို အောက်ဆုံးစင်ပေါ်ကခေါင်းလျှော်ရေးကဲ့သို့မထားပါနဲ့စူစူပေါင်းအတွေ့အကြုံကို ရောင်းချပါတင်ကျွမ်းကြည့်မှုပါဝင်မှုများတာလင်လရင်ပြုတ်မှုခြင်းကိုရက်ပါတော့တင်သည်စိတ်ငြိမ်စေသောတောဆာတို့ဘုံပုံမှန်ကြိုက်ညီမှုတို့ကိုအမြဲအပေးဆက်နေကြောင်းပြတ်တာပါ နစ်အစွမ်းထက်သောအမှတ်တန်စရာအချက်၃ချက်တစ်အမြင်သည်အမှန်တရားဖြစ်သည်တင့်စွမ်းဆောင်ရေးအပေါ်အခြားသူတို့၏အကဲဖြတ်မှုကတင့် personal brand ကိုပုံဖော်သည်နစ်ယုတ်တိနဲ့စိတ်ခံစားချက်အစွမ်းထက်သောအမှတ်တန်စိတ်သည်အုံနှုတ်ထက်နှလုံးကျွမ်းကျင်မှုနဲ့ယုံကြည်မှုစိတ်ညင်မှုတို့နှစ်ခုလုံးကိုဆွဲဆောင်ရမည်တင်းသည်တော်ယုံသမကဆွဲဆောင်မှုလည်းရှိရမည်၃နှိုင်းရှင်ချက်ကိုအမြင်လက်ခံမှာ တင်ဤတန်ဘိုးကိုအမြဲနှိုင်းရှင်ဆုံးဖြတ်ခြင်းခံရသည်။ထိုကြောင့်ပြိုင်ဆိုင်မှုနဲ့သောလိုချင်သောကိုယ်ပိုင်လက္ခဏာအခုကိုတိဆော်ရလိုသည်။၃အဆင့်တိအနေထသမချက်ကိုဖန်တီးခြင်း။ဤသည်တင်အမတ်တန်စိတ်မဟာဗျူဟာမြောက်အစီအစဉ်ကိုတိဆော်သည့်အဆင့်မှာ။တိပရိသတ်တင်အောင်မြင်မှုတရာရေကြီးဆုံးသောဆုံးဖြတ်ချက်အချင်းများကိုတတ်မှတ်ပါ။ decision target နေလိုအပ်ချက် တင်ဖြည့်ရှင်းပေးသောလုပ်ငန်းဆောင်ရွက်မှုနှင့်စိတ်ခံစားချက်ဆိုင်ရာလိုအပ်ချက်နှစ်ခုလုံးကိုဖော်ပြပါ problem solve တောင်းနိုင်ရှင်းချက်တင်ဤပြိုင်ဆိုင်မှုကိုကျွလွှားရောက်ထူးခြားသောကိုယ်ပိုင်လက္ခဏာတစ်ခုကိုဖန်တီးပါ unique niche လေထူးခြားသော အားသာချက်များတင်တာပိတ်ဆွနိုင်သောတန်ဖိုးမင်းထူးခြားသည့်ကတိကိုရွေးချယ်ပါ signature promise ငါအကြောင်းပြချက်များတင်ဤထူးခြားသောကတိမှန်ကန်ကြောင်းတည်တည်ပြသည့်အရေးအတွက်နှင့်တိုင်းတာနိုင်သောအချက်များကိုစုပေါင်းပါ မီဂျူရီဘယ်ပရူးဖ်ချောအမတ်တန်စိစီရဲ့လက္ခဏာတေရီအကျန်လန်ဆက်စနေအလုံးကကိုယ်တရားသည့်စိတ်ခံစားချက်လွမ်းမိုးချုပ်တာသည့်သဘောထား consistent wipe ကိုတတ်မှတ်ပါ consistent wipe လေအစစ်နှစ်နေ့စဉ်ဆက်သွယ်ခြင်း communicate it ဤသည်တင်အမတ်တန်စိကိုနေတိုင်းအကောင့်ထဲပေါ်ခြင်းမှာကိုကိုကိုဦးဆောင်မှုလုပ်ငန်းစု၅ခုမှာတင့်ကိုအခက်ဖြစ်သည်တိလောက်ရမြား တင်းအင်းမြင်သာသောအပြုမူများနှင့်ဦးစားပေးလုပ်ငန်းများကတင်းအမတ်တန်စိတ်တည်င်းစလာကိုအားဖြစ်သည့်စိန်ခေါ်မှုအရှိဆုံး